ခင်ကပရင်လုပ်ပြီးကြောင်းထားရပေမယ့်အေးကြပြူကိုဓမ္မစာပေတွေတင်ကြားခဲ့လို့ကိုပိုင်ကျောင်းအခမဲ့တက်ခွင့်ရတဲ့ဆရာမလေးရွံ့မြတ်နှုတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရွှေမလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုလက်တလုံးအင်တာနက်ပေါ်မှာရေးပန်းစားနေတဲ့တမီးလေးအေးကြပြူနဲ့အတူနာမည်ကြီးနေတာကတော့ဆရာမလေးမရွံ့မြတ်နှုတ်ဖြစ်ပါတယ် ။တမီးလေးအကြပြုကတော့မိသားစုကအစီရင်နှံပါပေမယ်။ဘဝကိုအနေဘာမခံမဲနဲ့ပညာကြိုးစားသင်ယူကလိမ္မာရင်ကြည့်ပြီးတော့ဖရာတရားတန်ကယရနာ၃ပါးရဲ့အကုန်ကျေးဇူးတွေကိုအထူးသီးသက်လို့ပြီးတော့တနိုင်ငံလုံးကပြည်သူတွေရဲ့ချီးကျူးမှုတွေကိုခံရရပါတယ်။အလုံးသိကြတဲ့အခုချိန်မှာလူငယ်တွေဟာအင်တာနက်ဆိုရှယ်မီဒီယာနက်ဝတ်ခ်မှာဘာသာရေးအဆုံးအမနဲ့ပါပြီးတော့ရိုင်းဆိုင်လာတတ်ကြပါတယ်။အထူးသဖြင့်တော့အကြီးကိုအကြီးမှမသိအငယ်ကိုအငယ်မှမသိတော့ပါဘူး။ဒီလိုမျိုးဘာသာရေးအဆုံးအမနဲ့ပါလာတဲ့ချိန် ်မှာမိသားစုကစည်ရင်နှံပါပေမဲ့စတော်ပြီးတော့ထူးချွန်ကဘာသာရေးလိုက်စားလို့သူတော်ဆောင်လင်ဗုဒ္ဓဝင်ပြန်ပွဲမှာစုရရှိသွားတာကတော့တမီးလေးဤကြပြုဖြစ်ပါတယ်အခုဆိုရင်သမီးလေးအကြဖြူကိုနာမည်ကြီးစီရတော့တန်ကားတော်တွေနာမည်ကြီးအနုပညာရှင်တွေစီးပွားရေးလုပ်ငန်းရှင်တတိတွေကအများကြားလာတဲ့ပမာဏနဲ့စုချင်းမြင့်နေကြပါတယ်။အခုဆိုရင်တော့သမီးလေးအကြဖြူကိုဂုံဒူးအိမ်ကိုပိုင်အထက်တန်းကျောင်းက grade 9ကနေ grade 12အခမဲ့ပညာသင်ကြားခွင့်ပေးလိုက်ပါတယ်။ ဒါအပြင်လမ်းဘေးကဆင်းရဲသားကျူးကျော်တဲလေးမှာလျက်စစ်မီမရှိပဲနေခဲ့ရတဲ့သမီးလေးအီကြဖြူအတွက်လှိုင်းတရာကနာမည်ကြီးအိမ်ချမ်းမြေပွဲစားဥရွှေမန်းနဲ့အတူတခြားသောစေတနာရှင်အလှူရှင်တွေရဲ့အစုပေါင်းအားနဲ့တိန်းထောင်ကြီးတန်းတဲ့မြေခွက်ကြီးနဲ့အတူမကြခင်မှာအိမ်ကြီးတစ်လုံးကိုဆောက်လုပ်ခုံပြုပေးအောင်မယ်လို့သိရပါဗျာ။ ဒါကအီကြဖြူကအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဗုဒ္ဓဝင်စာပေတွေကိုလိုက်စားပြီးတော့ထူးချွန်ထက်မြက်ပြီးဘုရားတရားတန်ကယရနာမြတ်၃ပါးကိုရိုသေကိုးကွယ်စီကတ်တဲ့သမီးငယ်လေးဖြစ်တာကြောင့်အကျိုးပေးတာလို့ပြောလို့ရပါတယ်။သမီးလေးအကြပြူဟာငယ်စဉ်ကတည်းကဆင်းရဲတဲ့မိသားစုမှာမွေးဖွားလာခဲ့ပေမဲ့ပညာရေးထူးချွန်ထက်မြက်တယ်လို့ဆိုပါရယ်ဒီလိုမျိုးအကြပြူကိုထူးချွန်ထက်မြက်အောင်ဗုဒ္ဓဝင်စာပေတွေကိုသင်ကြားပြသပေးခဲ့တာကတော့ဆရာမလေးရွံ့မြတ်နိုးဦးဖြစ်ပါတယ် ဆီယမလေးရွံ့မြတ်နှုတ်ဟာမဲအေးကြပြုတ်တဲ့၃နှစ်တာကြီးပြီမဲ့ကိုရဲ့ညီမလေးအရင်တယောက်လိုဗုဒ္ဓဝင်စာပေတွေကိုတင် जा ပေးနေတာဖြစ်ပါတယ်။ အေးချဖြူကသူသားဆောင်လင်ဘုဒ္ဓဝင်ပြန်ပွဲမှာတက်ကြီးဝါကြီးတွေတောင်အပြည့်မှန်တွေရအောင်ဖြည့်ဆို့ဖို့ခက်ခဲတဲ့မိကုံးတွေကိုဖြည့်ဆို့နိုင်ခဲ့ရကတော့ဆရာမလေးရွံ့မြတ်တို့ဦးကြောင့်လို့ဆိုနိုင်ပါတယ်။တကယ်တော့ဆရာမလေးရွံ့မြတ်တို့ဦးကပြည့်စုံချမ်းသာတဲ့သူမဟုတ်ပါဘူး။မန်ရွံ့မြတ်တို့ဦးဟာဖခင်ရဲ့ပယံလောအားနဲ့ပညာသင်ယူပြီးတော့ထူးချွန်ထမ်းမြတ်လာတာဖြစ်ပါတယ်။ရွံ့မြတ်တို့ဦးကအဖေကပယံလောပြီးသမီးတို့ကိုကြောင်းထားပြီးအောင်အခုဆိုရင်တော့စတတန်းကိုရောက်ရှိနေပြီ။ကျောင်းနေစဉ်တစ်ချောင်းလုံးစုပေါင်း14စုရရှိထားပြီးတော့ နှစ်တိုင်းစုရလေးရှိခဲ့ပါတယ်။ချမ်းသာတဲ့တငယ်ချင်းတွေရဲ့နှိမ်နာကိုလည်းအမြဲကြုံရပါတယ်။အဆောင်မှနေပြီးဘာဖြစ်ချင်နေရလဲလို့လာပြိုင်ချင်တာလားစတဲ့စကားမျိုးတွေအပြောခံရတိုင်းမှာစိတ်ထက်ကြမသွားပဲ။အဲဒီလိုအပြောခံရတိုင်းအာရင်ဖြစ်ပြီးတော့ပိုကြိုးစားပါတယ်။ပြောဆိုခဲ့တဲ့တငယ်ချင်းတွေကိုလည်းစိတ်မနာသလိုဂျေဇူးတောင်တင်တယ်လို့မန်ရွံ့မြတ်နှုတ်ကသူမရဲ့ဘဝတွေကိုပြောပြလာခဲ့ရပါဘူး။ အခုတော့အေးကြဖြစ်လို့ပဲစင်နာရှင်လုပ်ငန်းရှင်တွေကရွံ့မြတ်နှုတ်ကိုချင်းမြင့်ပေးလို့ကိုပိုင်ကျောင်းမှာဆရာမလေးအဖြစ်တာဝန်ထမ်းဆောင်ခွင့်ရပါပြီ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့လိမ္မာရင်ကျေးတဲ့အေးကြဖြူနဲ့ရွံ့မြတ်နှုတ်တို့ဆရာတပည့်နှစ်ယောက်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။